ကောင်းပြီအဲ့ဒါလို့ရမ်းဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစီတောတမန်တော်ရမ်းဖြစ်လာပြီးတဲ့နောက်မှာကိင်ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာနတ္တနာမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာ ရှာဖွေဖို့အနုတ္တရံတန်တိဝရပဒံပရိယေတမာနောတောထလာပြီးတဲ့နောက်မှာရှာဝေတာလိလတာစူးစမ်းတာဘာလဲလို့ဆိုရင်ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှာဝေလိလတာတယ်အလွန်မြင့်မြတ်တဲ့အငိမ့်တတ် အတုမဲ့အငိမ့်တတ်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှာပွေတယ်အဲ့ဒီရှာပွေဖို့အတွက်မိသားစုဘွားကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ရဟန်းဘွားကိုကူပြောင်းခဲ့တာလို့ဒါပြတ်စွာဘုရားကိုယ်တိုင်တစ္ဆကကြီးနဲ့တွေ့တဲ့အခါပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒီလိုနဲ့ဝန်းလာတဲ့အခါမှာ ဘယ်လိုအချိန်ဝတ်လာတုံးလို့ဆိုအရွယ်နေနဲ့ဖော်ပြတဲ့အခါခေါဏလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်အောင်မြင်မြင်ဆွလုံလာတယ်အဲ့ဒီအချိန်မှာဒဟရောဝသမနောအရွယ်ကအမတမငယ်သေးတယ်တုတုနုနုပြိုပြိုပဲရှိသေးတယ်ကာလခေတော့ ဆပင်ကအနက်ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြင်လိုက်တာနဲ့မနဲ့တော့နော်ကာလဖြစ်တော့နက်မောင်နဲ့ဆပင်ရှိနေတဲ့အချိန်ဘတ်ထရီနာရွေးပနေနာအွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ်အွယ်အလွန်ကောင်းပြီးတော့နော်ပထမေနဝရတာလူရဲ့အွယ်သုံးပါပေါင်းလိုက်လို့ရှိရင်ပထမအွယ်မှာပဲရှိသေးတယ် အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်။နောက်ထပ်ဒုတိယ33နှစ်ကြတော့66နှစ်ထိပေါ့။ဒုတိယ33နှစ်ကဒုတိယအရွယ်။66နှစ်ကနေ68နှစ်ကနေပြီးအထက်ကြတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ်။တရားရန်ကိုသုံးပိုက်ပိုက်လိုက်တာ33 33သုံးခုစီပိုင်းလိုက်တဲ့အခါကျလားတရားပြေဖို့တစ်ခုပဲလိုတာဟုတ် အဲ့ဒါလို့လူတွေရဲ့အရွယ်၃မျိုးကိုပိုင်းထားတဲ့အထက်မှာဖះလောင်တောထွက်ပြီးတော့ရဟန်းပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝစာချောင်းကိုပြန်ပြောတဲ့အထက်မှာဒါပါတော့ပထမေနဝရတာပထမအရွယ်မှာပဲမိဘတွေကမလိုလားတဲ့အလောက်တစ်ခုသူဟာလောက်လာခဲ့တယ် သူပြောတယ်အဲ့ဒီလိုလှုပ်ပြီးတဲ့အခါရဟန်းဘွားလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမျက်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလေ့လာအဲ့တော့ရာဇကျုပ်ပြည်ရောက်တဲ့အခါမှာရာဇကျုပ်ပြည်မှာတရားကျင့်နေတဲ့ပုဂ္ဂိုလ်ကြီးတော်တော်များတယ်မကရအတိုင်းမှာဒါကြောင့်ရာဇကျုပ်ပြည်လည်းရောက်ရော့ ဲ့ဒီအချိန်မှာနာမည်ကြီးနေတာဘယ်သူတော်လို့ဆိုတော့အာလာရကာလာမတို့ဥရကရမဗုဒ္ဓတို့ကနာမည်ကြီးတယ်ဒါကြောင့်မို့ဘုရားလောင်အရှင်ဂေါရမယဟန်တော်လေးဟာအာလာရကာလာမဆိုတဲ့ဆရာကြီးစီသွားတယ်ရောက်သွားတဲ့အခါကျတော့ခွင့်တောင်းတယ်ဆရာကြီးရဲ့အကျင့်တရားမှာသူ့ရဲ့သာသနာမှာဝင်ရောက်ပြီးတော့ လေးလာခွင့်ကျင့်သုံးခွင့်ပေးပါလို့ဆိုဟောလောလကူနဲ့ခွင့်ခွင့်ပေးတယ်ခွင့်ပေးပြီးတော့ပထမတင်ယူရတယ်သူရဲ့အယူဝါဒတွေအယူဝါဒတင်ယူလိုက်တာဒီအရှင်ဂေါရမဖះလောင်းတော့ဟာညာအမတမထက်တာဖြစ်လို့ခဏအတွင်းပဲသူတင်ချမ်းပို့ချက်ချက်တွေအကုန်လုံးနှုတ်သက်ဆောင်နိုင်သွားတယ်ပေါ့ ်အကုန်လုံးရသွားတယ်ရသွားတော့သူနဲ့ဓာန်လူတည်ယူနေကြတဲ့အာလာရကာလမရဲ့တပည့်တွေအလုံးဟာစာပေကိုအလွတ်ရွနိုင်ရုံလေးနဲ့ပဲတတ်ပြီးဆိုတဲ့အနေထားမျိုးသိတယ်ဆိုတဲ့အနေထားမျိုးပြောနေကြတဲ့ပုံကူလေးကြီးပဲရှင်ကောရမစဉ်းစားတယ်ဒီအလာရကာလမဆရာကြီးဟာ ီတရားဓမ္မတွေကိုသိယုံသိတာမဟုတ်ဘဲနဲ့လက်တွေ့ချင်းသုံးပြီးတော့ထူးခြားတဲ့တရားတို့တရားမြတ်ဒီကျင့်စဉ်တိုင်းသူအောင်မြင်ပြီးသားဖြစ်ရမယ်။ယုံကြည်ချက်တတ်တတ်နဲ့တော့သူလောက်တာမဟုတ်တော့ဘူး။လက်တွေ့ချင်းသုံးပြီးသူပေါင်းရောက်အောင်မြင်မှုတော့ရှိရမယ်ဆိုပြီးအလားရကာလမယသိတဲ့ဆရာကြီးထံချင်းကပ်ပြီးတော့မေးတယ်ဘယ်အဆင့်ထိအောင် လက်တွေ့ကျင့်သုံးပြီးပြီလဲလို့ဆိုတော့အာကိဉ္စညာယတနာဇံလို့ခေါ်တယ်နော်ရူပဝဆရဇံ40ပြီးတဲ့နောက်မှာအရူပဇံ40ရှိတယ်ထင်မယ်ပထမဇင်းကအာကတန်နေစာယတနာဒုတိယဇင်းကဝိညာဉ်နေစာယတနာအာကိဉ္စဝိညာဉ်နေစာယတနာတတိယကအာကိဉ္စညာယတနာလို့ဆိုတယ်အလုံး90မြောက် ပောက်ရောက်ပြီးပြီတပြောလိုက်တယ်ပြောလိုက်တော့ဘုရားလောင်းလေးဒီရဟန်းတော်အရှင်ဂေါတမဘယ်လိုစဉ်းစားတော့ဆိုတော့ဒီဆရာကြီးမှသာယုံကြည်ချက်ရှိတာမဟုတ်ဘူးငါမှလည်းယုံကြည်ချက်ရှိတယ်ဒီဆရာကြီးကသာကြိုးပမ်းအထောက်မှုရှိတာမဟုတ်ဘူးဝီရိယရှိတာမဟုတ်ဘူးငါမှလည်းဝီရိယရှိသူ့မှသာခိုင်မာတဲ့တတိရှိတာမဟုတ်ဘူးငါမှလည်းတတိရှိတယ် သူ့မှာသာစိတ်တည်ငြိမ်မှုတမာရီရှိတာမဟုတ်ဘူးငါလည်းရှိတယ်။ဒီဆရာကြီးမှာသာပညာရှိတာမဟုတ်ငါလည်းပညာရှိတယ်။သူရောက်တဲ့အဆင့်ကိုငါရောက်အောင်ကြိုးစားမယ်ဆိုပြီးတင်ပြထားတဲ့ဤစနစ်တိုင်းကျင့်လိုက်တာမကြာခင်ပဲအာကိစဉ္ညာနတ်ဆန်ထီအောင်ပေါ်ရောက်သွားတယ်။ပေါ်ရောက်သွားတဲ့အခါအာလရကာလမယတိကြီးချန်သွားပြီးတော့ဆရာကြီးတည်တဲ့တရားအာကိစဉ္ညာနတ်ဆန်ဒါပဲလာလို့ဆို။ ဟုတ်တယ်အဲ့တော့သူလည်းရပြီဆိုတော့ဆရာကြီးကသိသဘောကျသွားတယ်သဘောကျသွားတော့သူ့ကိုဖိတ်ခေါ်တယ်တို့ရဲ့ဒီအာလာရကာလမခိုင်းကြီးကိုနှစ်ဦးတူတူလက်တွဲပြီးတော့ဆက်လက်ပြီးတော့ဂိုင်းချီးပွားအောင်လုပ်ကြရအောင်သူနဲ့လက်တွဲပြီးတော့ဒီမှာပဲတပည့်တွေကိုတောင်းတဆုံးမတဲ့ဆရာလုပ်ကြရအောင်လို့ဖိတ်ခေါ်တယ်အဲ့ဒီခေတ်ကတကယ်သူတော်ကောင်းကြီးတွေ เนาะငါအဆင်ရောက်လာရမလားခုမှရောက်တာမှမကြသေးဘူးငါအဆင်ရောက်လာရမလားလို့ jealousy မဖြစ်ဘူးခုခေတ်ဆိုရင်တော့ jealousy ဖြစ်မှတေးကြတယ်ပေါ့အဲ့ဒီခေတ်က jealousy မဖြစ်ဘူးတကယ်သူတော်ကောင်းကြီးအာလရကာလမတကယ်သူတော်ကောင်းကြီးမို့ဟာသူသိတဲ့တရားတွေရဟန်းတော်မှလည်းသိတယ်ငါနဲ့ရဟန်းတော်မှတူတူပဲလို့ဆိုပြီးတော့ဓာတ်ထုတ်ထားပြီးအတူ လက်တွဲပြီးတော့သာသနာပြုချအောင်လို့ဖိတ်ခေါ်လိုက်တဲ့အခါဘုရားလောင်းလေးကစဉ်းစားတယ်အာဂိစဉ္ညာယရဏဇာဆိုတာအာဂိစဉ္ညာယရဏဘုံလို့ဆိုရဲရုပ်မဲ့ဓမ္မတမျိုးပဲဖြစ်ဖို့ရှိတယ်တဏှာဟောကလုံးဝလွတ်တဲ့အဆင့်မဟုတ်ဘူးဒါကြောင့်မို့လို့ငါလိုချင်တဲ့အဆင့်မဟုတ်သေးဘူးဆိုပြီးတော့